နိုင်ငံတော်အဆင့်ဝင်နေခြင်းအထိမ့်မှတ်နေ့ရက်တနင်္ဂနွေလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ်ဧပြီ၁ရက်နေ့ဒီကနေ့မြန်မာစံတော်ချိန်မွန်လွဲ12:51မိနစ်3ည20စက္ကန့်အချိန်ကတမနစ်ငိန်သက်စွာရက်တံမီဥညွတ်ဂါရဝပြူတာဝင်နေခြင်းအထိမ့်မှတ်အော်အော်ဆွဲဂါရဝပြူတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါပြင်သက်ဆိုင်ရာကိုးကွယ်ရာဘာသာအလိုက်ဖျားစီဒီတွေဖျားเจ้าတွေဝိပုနေရာတွေမှာစုတောင်းမြေတာပို့တာတာအနည်းကင်းပရိတ်တွေစုတောင်းစာတွေရွတ်ဆိုရာနဲ့အများအတန်းပေးဝေတာတွေကိုတနိုင်ငံလုံးကပေါင်းဝင်ဆောင်ရွက်ပေးဖို့ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ခဲ့တာပါ မလ28ရက်မြန်မာစံတော်ချိန်မိုးလဲ12:52မိနစ်3:20ကမှပြင်အား9.8 Richter scale ရှိတဲ့အလွန်ပြင်းထန်တဲ့မြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်အသက်ဆုံးရှုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးခဲ့ရမှုတွေအတွက်စာနာနားလည်မှုတွေနဲ့အတူထပ်တူခံစားပြီးနိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ်းမှတ်နေ့အဖြစ်မလ31ရက်ကနေဧပြီ6ရက်အထိ9ရက်ကို NASA ကဥက္ကဋ္ဌကသတ်မှတ်ကြေညာခဲ့တာပါနိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ်းမှတ်နေ့ရက်တနင်္ဂနွေလုံးအတိုင်းတာလှုံ့ဆော်မှုအဖြစ်ဧပြီ၁ရက်ဒီကနေ့မြန်မာစံတော်ချိန်မိုးလင်း12:50မိနစ်3ည20ကံမှာနိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ်းမှတ်အဖြစ်နိုင်ငံတော်အလံကိုတိုင်ဝက်ရှော့ချပြီးလှင့်ထူတဲ့အလံတိုင်းရှိဒါမှမဟုတ်တင်းလျော်ရနေရဒါမှမဟုတ်ပြုတ်လုတဲ့အခမ်းအနားတွေမှာဝန်ထမ်းချင်းအထိမ်းမှတ်အဖြစ်တမနစ်ငြိမ်သက်ပြီးဥညွတ်ကာရဝပြူတာ လှုံ့ဆော်သွားလာနေသူတွေအနေနဲ့အဲ့ဒီအချိန်မှာတမနစ်ငြိမ်သက်စွာရပ်တန့်ပြီးဥညွတ်ဂါရဝပြူတာအဲ့ဒီအချိန်မှာဝန်ထဲချင်းအထိမ့်မတ်အနေနဲ့အော်အော်ဆွဲဂါရဝပြူတာအဲ့ဒီအချိန်မှာမီဒီယာတွေအနေနဲ့ထုံလင်းလျက်ရှိတဲ့အစီအစဉ်တွေကိုခိတရက်ဆိုင်ပြီးဝန်ထဲချင်းအထိမ့်မတ်လိုဂိုတွေကိုထုံလင်းတာ သက်ဆိုင်ရာကိုးကွယ်ရာဘာသာအလိုက်ဖျားစီတွေဖျားကြောင်းတွေဝိပုနေရာတွေမှာစူတောင်းမြစ်တာပို့တာတာအနီယကင်းပိရိတ်တွေစူတောင်းစာတွေရွတ်ဆိုတာနဲ့အမြတမ်းပေးဝေတာတွေကို ပြုလုပ်ဖို့အတွက်နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။